မီလာပါညရှိခွာဆာဆောင်မနှုတ်ဝစ်သားပါရယ်မန်ရှလာ19ရက်2025ခုနှစ်တနင်္လာနေ့ဖျားခီသားတို့ကိုယုံကြည်သောသူပေါင်းတို့သည်ပြင်ဆင်ခြင်းတို့မရောက်ထာရသက်ကိုရရှိခြင်းကဖျားခီသည်မိမိ၌တပါးသည်သောသားတို့ကိုရှုနုံသည့်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏ရှောကလူဝင်ချက်အခန်းကြီး3ခန်းငယ်16ခေါင်းစဉ်က ဝေလာသောတောက်ကုန်းမှထူထားသောတိုင်တော်ကျူဂျော့ချ်ဘာနန်ဤထင်ရှားကြုံကြလာသောဓမ္မတီးတမိုးခေါရှင်မှဝေလာသောတောက်ကုန်းမှထူထားသောတိုင်တော်ကျူ The Old Reagan Cross ဖြစ်ပါသည်1925ခုနှစ်မှစတင်၍ပေါ်ထွန်းလာခဲ့သော ထိုဓမ္မတချင်းသည်1960ခုနှစ်တိုင်အမေရိကန်နိုင်ငံတွင် အကျော်ကြားဆုံးနံပါတ်1ဆွဲသည့်တချင်းတပုတ်ဖြစ်ခဲ့ပါသည်။ရှင်ဝေးကြီးတိုင်းမှာအပိတ်တချင်းဖြင့်အများဆုံးသုံးပြခဲ့ပါသည်။အိုဟိုင်းယိုနယ်သားယွန်းထောင်းစာတီဖြစ်သည့်ဘာနတ်သည်ကြောက်မီသွေးမိုင်းအလုံးသမားတဦးဤသားဖြစ်ပါသည်။အသက်15နှစ်ရွယ်ရီမိုင်းမတော်စားဖြစ်ပွားကဖခင်တည်ဆုံးလီမိခင်နေညီမငယ်၄ယောက်ကိုဖြူးဖြူးလုပ်ကြည့်နိုင်မှုအီလီနွိုက်ကြောင့်မိသွေးတွင်မှသူ အလုံးစတင်လုံခဲ့ပါသည်ငယ်ရွယ်သော မိုင်းလုံသားဘွားမှာသူနေရာနီး9မိုင်ဝေးသောကေဒင်ချင်းတပ်ဆယ်လဗရေးရှင်းအမီရှီဝေဝဲသို့လမ်းလျှောက်သွားကနားထောင်ပါဝင်ခဲ့ပါသည်ကေဒီဂျီတက်၏စိန်ခေါ်မှုကို သူလက်ခံပြီးနောက်ခရစ်တော်ကိုယုံကြည်၍လက်ခံသူဖြစ်လာပါသည်ထို့နောက်တွင်ကေဒီဂျီတက်တို့ဝင်းကအမှုတော်ဆောင်ပြီးဖြစ်ခဲ့ပါသည် အရီမင်တာနှင့်တွေ့ဆုံကလက်ထပ်ခဲ့ပါသည်။ဆယ်နှစ်မြောက်ကြာပြီးနောက်ကေဒီချင်းတပ်မှဇနီးမောင်နှံတစ်ယောက်ထွက်ခွာလာပြီးလွတ်လပ်သောအေဝဂလီတရားဟောပြောသူများဖြစ်လာပါသည်။တပန်မဒရီဒီနော်၏တိတ်ခါပင်းချင်းကိုရရှိကဓမ္မတချင်းများကိုရေးသားရ၌ကြော်ကြားထင်ရှားလာခဲ့ပါသည်။သူရေးသောဓမ္မတချင်းများကိုဒေါ်လာငွေ900ဖြင့် တောင်ပိုးသီးရင်ရောက်တော့လေနောက်ခါမူပိုင်ခွင့်အတွက်ဒေါ်လာငွေ9000အထိရရှိခဲ့ပါသည်ရှင်ရခရွင့်ချက်ခန်းချီ3ခန်းငယ်16ကိုဖတ်ရှုရင်းမှာခန်းစားရသောအရာများကြောင့်ဝေးလာသောတောင်ကုန်းမုံကိုရေးသားဖွင့်ရှုနိုင်ခဲ့ပါသည်ရွှေချောင်းဖွေရာဖြစ်သောဖျားခိဒုံခခရာတိုင်တော်ဤတကူးကိုခန်းစားရ၍ဤတိတိုင်ကို လူတိုင်းလေးမျက်စီချင်းသောရွေချက်ဖြစ်ပါသည်အဓိကတည်င်းစကားကတော့သွေးတော်နေရှင်ကတော့လောဝါကတိုင်းကြောင့်ကျွန်ုပ်ပြင်းလို့လျက်တန်ရှင်စီချင်စီဖို့ရန်ယေရှုကထူတိုင်းပေါ်မှာအသင်ခံတော်ကြောင့်မှမိတ်ဆွေအားလုံးဖျားရှင်ကောင်းချီးပေးပါစေ